ူတယောက်ကသူ့ရဲ့ပီကိုဗီဇာကိုအခုတော့တုံတင်လို့မရအောင်ဘယ်ရောက်မလုံနဲ့လို့ပြောပဲနဲ့သူ့ရဲ့စင်ကြင်တို့တရားနဲ့လှုပ်တယ်လို့သူ့ကိုမြောက်ပေးတယ်ဟာငါနဲ့အောင်မြင်လာပြီငါ့ကိုဘေးရလူရဲ့ဝိုင်းမြောက်ပေးဆိုအဲ့တော့မြောက်သွားတာဟာပြောဖြစ်တတ်တယ်တချို့အောင်မြင်ဝင်ပညာသာတက်သွားတာအဲ့လိုအတွေးကောင်မရှိဘူးလေတချို့မရှိတော့အကောင်လုံးလှုပ်ချင်တာရှော့လို့တော့ပါပဲဒါမှခုနကပြောသူတို့တန်ဖို့ပတ်စံနဲ့အကဲဖြတ်တာလေသူတို့ကကြေးစားလို့တတ်မှတ်လိုက်တာအကောအမှုပညာရှင်လို့တတ်မှတ်တာအမှုပညာသမားအဲ့လိုငါပတ်စံအများကြီးရနေငါ့ဘဝပြီးပြီဆိုရင်သူဒီမကောင်းတဲ့ယောက်ျားမကောင်းတဲ့မိန်းမဆိုတဲ့ဟို image လိုင်းထဲမှာပါသွားမှာပဲလေ MSP ဘာလို့ဘာလို့ချင်းနေထပ်ပြီးထလာဖို့ရှိလို့လဲဗျာပြေပေါ့အဲပြေခမ်းမှာဗျာပြီးတော့ဂျင်မာလေးအကွာတက်တခုကသူ့ကိုအကွာ MTV လေးတွေကိုရိုက်တယ်လေပြေတော့သူနဲ့လိုက်တဲ့ဇလံလေးတွေမှာသူ့ MTV တေးဥဆောင်ပြေခုစနေနေ့မှာလည်းကိုထပ်ရိုက်ဖို့ရှိတယ်ပြီးခဲ့ရတယ်နှစ်ပုတ်ရိုက်ထားတယ်ပေါ့နော်နှစ်ပုတ်မှာလည်းသူ့ကို MTV မင်းသားဖြစ်ခေါ်ရိုက်တယ်ဘာလို့လဲသူကအစိုးအမမသူ့မင်းအစိုးတော့အစိုးတော့မဲ့သူ့ကြည့်လိုက်တဲ့ခါမှာအစိုးတော့ပြအောင်မြင်သွားလဲ MTV ကမလွဲမသွေရိုက်ရမှာပါ เนาะအခုဆိုလည်းနာမည်ကြီးတဲ့မင်းသားတွေကလည်းအစတော်တွေကလည်းမင်းသားတွေဖြစ်သွားတဲ့အခါကျတော့ तू လောက်ရုပ်မရှိတဲ့ကလေးတော့ဖြစ်သွားတာအများကြီးတွေ့ရတယ်အခုတော့ရောဒီပုံစံမျိုးနဲ့ဆိုဒီကလေးကဟိုပုံစံနေသားနဲ့ဟောအပြောဆုံးနဲ့ဟောလိမ္မာပါနဲ့မှုနဲ့ဟောပေါင်းလိုက် နာမည်ကြီးဝနိုင်ပါတယ်အဲဒါကြောင့်အကူကမျိုးဆက်တွေထုတ်ရတာပါသူ့တဲလန့်ကိုတော့အကူအာမခံတယ်သူ့ရဲ့အမှုပညာရေးတွေလည်းအာမခံတယ်သူ့ရဲ့လေမာရေးချရှိမှုလည်းအခုအမှတ်ခံတယ်အခုပဲရှိတာကကလေးဆိုတာဟိုမြောက်စားရင်စိတ်ပြောင်းသွားတယ်ပေါ့နော်အရင်တော့အခုလည်းတည်တဲ့အရန်ငယ်တဲ့ကလေးတွေလေမာကလေးတွေကအခုကျောင်း Facebook ပေါ်မှာဆက်ကြဆိုကြတယ်အခုအများကြီးတွေ့ရတာကြအနုမြင်မှာအောင်မြင်ဖို့ကလည်းအများကြီးပြောင်းသွားတတ်တယ်လို့မြောက်စားမှုကလည်းအများကြီးပြောင်းလဲသွားတဲ့အတွက်ဒီကလေးကိုတော့ကိုယ်အမြင်နဲ့သင်ပေးပါလေအောင်မြင်မှုနောက်လိုက်ချင်လိုက်ရိုင်းဆိုင်မှုနောက်မလိုက်ဘူးတော့ အခုသူတွေမကောက်ဘူးနော်အမြင့်သမားကိုပြောချင်ပါလေအောင်မြင်တာနဲ့ယိုင်းတာနဲ့မဆိုင်ပါဘူးအောင်မြင်နိုင်မယိုင်းပါဘူးနော်ဟိုကကဘုံတို့လိုကိုစိုင်းပြဆိုင်လို့အဲ့လိုမရှိပါဘူးကွာပြောချင်တယ်ဘောအဲ့တော့တားကိုတားတယ်မကောက်ဘူးနောက်လည်းအမှုပညာရှင်တွေလည်းအခုမာဂျင်နာကအောင်မြင်သွားတာနဲ့ယိုင်းဆိုင်သွားမယ်ဆိုတော့နှစ်ခုကမတူပါဘူးသူ့အတူငကိုတွေကရိုင်းရင်လို့ရိုင်းတာကအောင်မြင်မှုနဲ့ပေါင်းလိုက်ပူဆိုးရတာလည်းရှိသလိုငကိုတွေကမွေးဆေးဝါးတွေတုံးကြမယ်အရက်တွေတောက်ကြမယ်သူ့ရဲ့စိတ်အခံကရှိတဲ့အခါမှာအောင်မြင်မှုနဲ့ပေါင်းလိုက်ရင်မီးထိုးပဲသူဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့တားတို့လူငယ်တွေအနေနဲ့လည်း အောင်မြင်သွားတဲ့ခါမှာငါအရက်တောက်ရမယ်အောင်မြင်သွားချိန်မှာကောင်မလေးရှုပ်ရမယ်အောင်မြင်သွားချိန်မှာဆေးရဆူရမယ်မဟုတ်ပါဘူးသူ့မွေးရကပညာအခြေခံနဲ့ထိမ့်ပြီးတော့ပေါင်းမြင်ကနေကကျွန်တော်ကတော့တို့ဒီနေရာမှာလည်းသတိပေးတယ်သူအောင်မြင်ခြင်းဖြစ်စေမအောင်မြင်ဖြစ်စေအောင်မြင်ခြင်းကကိုယ်ကလှုပ်ယူလို့ရတယ်စိုးသွင်းခြင်းကြတော့အခုတင်ပေးလို့မပြအောင်သူ့နှစ်ခုပီဇာပါလာလေအဲ့တော့အဲ့ဒါလေးကိုကလေးတွေအနေနဲ့သူ့တင်မကောက်ပါလေအမှုညာလောကအချိုးရတဲ့ကလေးတွေအနေနဲ့အောင်မြင်မှုပဲလိုချင်အောင်လုပ်ပါစိုးသွဲမှုတွေတော့ယူမလာပါနဲ့လို့အခုပြောချင်တယ်သူ့ကိုလည်းတစ်ချိန်မှာ ဒီနေ့မိတ်ဆက်ပေးလိုက်တယ်တခါကျပြောဖြစ်တတ်တယ်ကွာနှစ်ပိုက်နှမြင်ကွာအောင်မြင်ကွာချင်ဟာကိုယ်တော့ကိုယ်တော့တပည့်ကဥမာဆိုတေးပေါ့အခုရင်တော့အများကြီးပြောဆိုတေးတော့ကိုယ်တော့ပဲပြည်ပြည်ဒီကောက်အချိန်မလေးစားဘူးမလေးစားအမြဲတိုင်ကြတော့ဆရာဆိုတာကတော့ဟိုကောင်းရင်သူကတချို့ကအတတ်မထောက်ဘူးပြန်နေပေးပြီးသူတို့ချင်းအဆင်ပြေနေတာမကောင်းတဲ့အချိန်ကျရင်အခုစီလမ်းဆက်ပြီးတော့အခုတပည့်ကမကောင်းဘူးဆိုတော့အဲ့လိုမျိုးမဖြစ်အောင်တော့ဒီကလေးကိုလည်းကျွန်တော်အခုတည်းကမှားထားပါတယ်ဟိုပြေးတဲ့တယ်လည်းအပ်ပါတယ်ပေါ့နော်ပြီးတော့ခုနကပြောသူတွေမကောက်ဘူးနောက်ထပ်တက်လာမယ်အမှုမရရှင်အစ်စ်တွေလည်း ကျွန်တော်တို့ပြောချင်တာကအောင်မြင်မှုပဲရှာပါစိုးရတယ်ကိုလည်းမရှာပါနဲ့စိုးရတယ်ကသူ့အလိုလိုဗီဇာထဲမှာပါလာပြီးသားပေါ်လာမှာပဲအဲ့ကြရင်ထိန်းချုပ်နိုင်မှုပဲလိုပါတယ်လို့ကျွန်တော်ဒီညအမှတ်တရစကားပြောပေးချင်တယ်ညီမရေပြောချင်တာအခုနပြောဆိုခင်မိတယ်ဆိုတာခင်မိပါတယ်အကိုလည်းခင်မိတယ်တော်ပါစိုးလာလို့ရိုင်းလာလို့ခင်မိတယ်ဆိုရင်တော့ तू ခင်မိမိဘွာ तू က80 plus ခင်မိတာလေတဲ့မှာအကိုပြောအကိုကလူတိုင်းကိုပြုပြင်ပြောင်းလဲရေအကိုမြန်ပြောင်းတယ်လူလေတဲ့မှာ ကြိုက်တာလုံးလို့ရတယ်လူပြောက်ကစိုးလို့လည်းရသွားလို့ရတယ်အခုပြောတာက80 plus ကြိုက်တဲ့လူက80 plus ပဲသွားမှာပဲရိုးရိုးဟိုဟို PG 30ရောပေါ့ကြောက်တဲ့လူကတီချက်တတိပဲသွားမှာပဲလေအခုပြောတာလူပြောက်ကသူ့ရဲ့ပီကိုပီစားကိုအခုကတုံတင်လို့မရအောင်နောက်ပြီးတော့အရန်ချုပ်လို့ရှိတယ်ကလေးကပောက်ပွဲသွားတယ်ပြောချင်တယ်ပေါ့အဲ့တော့ဘယ်ရောက်မလုံးနဲ့လို့ပြောပဲနဲ့သူ့ရဲ့စင်ကျင်တို့ညားနဲ့လှုပ်တယ်လို့သူ့ကိုမြောက်ပေးတယ်ဟာငါနဲ့အောင်မြင်လာပြီငါ့ကိုဘေးကလူတွေဝိုင်းမြောက်ပေးဆိုအဲ့တော့မြောက်သွားတာပြောဖြစ်တတ်တယ်လေအဲ့တော့ကလေးလေးနေနဲ့အခုပြောချင်တာအောင်မြင်မှုပဲယူပါ မြောက်တာတွေဘေးကမြောက်တာတွေတော့သိဖို့ခွဲခြားဆုံးဖြတ်ဖို့မိုင်းလိုတာပေါ့နော်အဲ့လိုမိုင်းမရှိတဲ့လူတော်များလည်းအကိုတွေ့ဘူးလားစာမဖတ်ဘူးအကိုတော့အမှုပြန်လောကမှာအကိုအကုန်လုံးကိုလေစကားနှခုံးသုံးခုံးပြောကြည့်လိုက်ရင်အဲ့ကောင်စာဖတ်လားမဖတ်လားအကိုသိတယ်တက်မှာစာဆိုတော့ပညာပေါ့ကွာတချို့အောင်မြင်ဝင်ပညာသာတက်သွားတာအဲ့လိုအတွဲကောင်မရှိဘူးလေကျုပ်မရှိတော့အကုန်လုံးလှုပ်ရှင်တာရှော့လို့တော့တာပဲတက်မှာခုနကပြောသူတို့တန်ဖို့ပတ်စံနဲ့အကဲဖြတ်တာလေသူတို့ကကျေးစားလို့တက်မှတ်လိုက်တာအကိုကအမှုပညာရှင်လို့တက်မှတ်တာဆိုတော့ကျေးစားတော့ပတ်စံများများနဲ့တိုင်ဆုံးပြန်သွားတယ်အကိုကသူ့ကိုအမှုပညာရှင်ဖြစ်စေချင်တာ ခြေစားမဖြစ်စေချင်ခြေစားဆိုပတ်စံဘယ်လောက်ရရအမှန်တော့မကောင်းတဲ့မိန်းမတွေလည်းပတ်စံနဲ့ဆုံးဖြတ်တာပဲအမှုညာသမားအဲ့လိုငါပတ်စံအများကြီးရနေငါဘောကပြီးပြီဆိုရင်သူဒီမကောင်းတဲ့ယောက်ျားမကောင်းတဲ့မိန်းမဆိုရဲဟို image line နဲ့ပါသွားမှာပဲလေအဲ့တော့အမှုညာရှင်ဆိုရင်တော့ပတ်စံကိုသူ့ရဲ့ဖြော်ပြမှုအတွက်လောက်ရပဲမယ်ပြောရဆိုရမယ်မိန်းမရင်ချင်းရမယ်အများလေကိုကဝေမျှတဲ့အချိန်မှာကိုယ့်ရဲ့မကောင်းတဲ့ဇယိုက်ကိုဝေမျှရင်အမှုညာရှင်ပိုကောင်းတော့မှာကျမပါ အဲ့တော့အနုပညာရှင်တွေအကုန်လုံးတော့အကုန်လုံးပြောချင်တာကစေတနာနဲ့ပြောချင်တာမဟုတ်ခလေးတွေလည်းခုနပြောသူခင်မီအောင်ငါတို့ဆဲရဆိုမဲ့လေခင်မီတာကဆဲတော့မဟုတ်ဘူးညီမရဲ့တဲ့မှာခင်မီတာခင်မီတာပဲဆဲတာဆဲတာပဲဟုတ်ကဲ့ရိုင်းတာရိုင်းတာပဲရင်ကျေးတာရင်ကျေးပဲအများကြီးကွာတယ်ပေါ့နော်အဲ့တော့ဆဲတာဆိုတာရိုင်းတာကိုခင်မီတယ်လို့ထင်ရင်တော့သူ့ရဲ့ခင်မီခြင်းကြီးသူနေတဲ့ class နဲ့ဆိုင်ပဲတဲ့မှာဟိုပြိုင်ကားရေးစီးလာပြီးတော့ဆဲနေတာကိုစိုက်တယ်ဆိုရင်တော့ဒါပြိုင်ကားရေးစီးပြီးဆဲတဲ့လူပဲဖြစ်သွားမှာပဲလေဟုတ်ကဲ့နော်အဲ့လေးတော့ခလေးတွေယူမလွဲကြည့်ပါဘူးနော်ညီမအကူတာ ကလေးကိုစားပြောပြတာဘယ်သူမှစောင်းပြောတာမဟုတ်ဘူးတချင်းရဲဆိုတာတချို့ကလည်းအကိုတချင်းရဲတော့ရည်စရာနဲ့ပြောပြတာပါကိုရံတော့တချင်းရဲတဲ့လို့လားဟုတ်တော့အကိုကဂီတာတီးရဲ့တတန်အနှစ်30 35နှစ်မှာအတွေ့အကြုံကတချင်းစရာတွေနေပဲလေအကိုကတချင်းတစ်လို့တိုင်းတချင်းစရာနဲ့အရင်လောက်ပြီး arrangement လုပ်တဲ့ခါအကုန်အကုန်သိတယ်ပြီးအကိုစာတွေဖတ်တယ်ဖတ်တဲ့ခါကျအကိုမရေးချင်တာတချင်းရဲရဲ့လို့မလုပ်ချင်တာဘာကြောင့်လဲဆိုအကိုဂီတာပဲလွတ်လက်ထီးချင်တာဒါပေမဲ့ဒီ company pension ကအကိုတငယ်ချင်းရဲ့တူဖြစ်နေတဲ့ခါကျသူတို့ကဒီလိုအခက်အခဲပြေတော့ကိုနေတော့ဝင်ရေးပြပါဆိုအမှတ်တရနေနေရေးတာပြဿနာလို့ချင်းလို့ရေးတာလည်းမဟုတ်တလို့ ဟိုဒီလောကတွေကိုဝင်လာမှုတချို့ကကျတော့ဒီလောကတွေတချင်းစားတဲ့လောကတွေကိုအကုန်ဝင်နေပြီးတော့အလကားကြီးတိုက်ခိုက်နေတော့အဲ့မင်းတို့စကွက်ကိုငါမလုဘူးစိတ်လည်းမဝင်စားဘူးအဲ့ဒါလေးပြောချင်ပါလေတချို့ကကျဒါကြီးကစကြက်ကြီးလေဒီမှာသူတို့အတွက်မျက်ခင်းဖြစ်နေတာလေအဲ့တော့အဲ့ဒါကြီးကိုအကုန်ဝင်လာတော့အကွက်စိတ်မဝင်စားပါဘူးလို့လည်းပြောချင်ပါတယ်တချို့ကကျတော့ဒီစကြက်ကြီးကိုသူတို့ရဲ့နေရာကြီးတခြားလာစားပါဆိုလာပြီးဟောင်းနေကြတော့အကွက်အဲ့ဒါမျိုးစိတ်မဝင်စားပါဘူးလို့နော်အကွက်ခေတာပဲတည်ချင်တာပါအဲ့ဒါလေးပြောပြမလို့အဲ့ဒါနားလည်းဟုတ်လဲပြောတင်းစရာလောကတွေဝင်လာပြီးကျွန်တော်တောင်းနေရှောက်ရေးအကွက်အဲ့ဒါစိတ်မဝင်စားပါဘူးနော်တချင်းရေးချင်လို့လည်းမဟုတ်ဘူးတခုတော့ရှိတယ် ရေးရစီနားအောင်ကြည့်လိုက်ပါအခုတချင်းစီကကြောက်နေတယ်အကောင်းဆုံးလုပ်ထားပါတယ်ကိုရေးတဲ့တချင်းစီနားအောင်ကြည့်ပါနိုင်စော်ဆွဲဆိုင်းထိုးလောက်အောင်အကောင်းဆုံးလုပ်ထားတယ်ဒါပေမဲ့ဒီကလေးစီလည်းကိုနိုင်စော်နဲ့ဆိုတဲ့အတွက် professional အဆိုတော့တယောက်အတိုင်းထွက်နေတယ်ဆိုတာလေသတိထားမိရင်ကျေးဇူးတင်ပါတယ်မြန်မာစတာဘာသာ